နလင်ဘေးကြီးမှာပြည်သူတွေနဲ့အတူတူဆုံးရှုံးမှုကြီးမှာခဲ့တဲ့နှုပညာရှင်များမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ငလင်ဘေးကြီးမှာအများပြည်သူနဲ့အတူဆုံးရှုံးမှုကြီးမှာခဲ့ကြတဲ့အနုပညာရှင်တွေအကြောင်းလေးကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံလေပိုင်းကိုအတီးပြုတ်လောက်ခတ်သွားခဲ့တဲ့ငလင်ကြီးဟာပြည်သူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုနှုတ်ယူဖျက်ဆီးသွားခဲ့ပြီးတော့စင်ရဲချမ်းသာမွေလူပေါင်းများစွာဟာငလင်ကြီးရဲ့ဒဏ်ကိုခံခဲ့ကြရတာပဲဖြစ်ပါတယ် လူရင်းစာမျိုးကိုပြက်စီးခြင်းကိန်းဆိုင်စေခဲ့တဲ့ဒီငလင်ပေးကြီးမှာအများပြည်သူတွေနဲ့ဤသူအမှုပညာရှင်တွေလည်းထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကြီးခဲ့တာပဲဖြစ်ပါတယ်။ဒီအမှုပညာရှင်တွေကဘာလို့ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။နံပါတ်1အဆိုတော်မနော် မြမတန်ဆင်တေးသချင်းတွေနဲ့အကြော်မော်ဆိုတော့မနှောဟာလေဒီငလင်ပေးကြီးမှာပြက်စီးဆုံးရှုံးမှုများစွာရှိခဲ့တာပဲဖြစ်ပါရည်။အဆိုတော့မနှောဟာသူ့ရဲ့မွေးရမြေဖြစ်တဲ့သခိုင်းမြို့ကြီးမှာခန်းနာပြီးတော့သူ့ရဲ့စိတ်တိုင်းကျရေးဆွဲတိဆောက်ထားတဲ့အိမ်ကြီးရှိပြီးဒီအိမ်မှာမိသားစုတွေနေထိုင်ကြတာပဲဖြစ်ပါရည်။ ငလင်လုတ်ချိန်မှာကံအားလျော်စွာနဲ့အသက်ဘေးကနေလွတ်မြောက်နိုင်ခဲ့ပေမယ့်ဆိုတော့မနှောရင်တိုက်အိမ်ကြီးဟာအောက်တက်တစ်ခုလုံးပြိုကျပျက်စီးကမြေထဲကျဝင်သွားခဲ့ပြီးအိမ်ကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားခဲ့ရတာပဲဖြစ်ပါသည်။အဆိုတော့မနှောကတော့မမြဲခြင်းတရားနဲ့ဖြည့်သိမ်းခဲ့ပြီးအချိန်တရင်လူကပစ္စည်းကိုစွန့်ခွာရီးစားရင်သဘောတရားပဲဆိုကတရားနဲ့ဖြည့်သိမ်းခဲ့တာပဲဖြစ်ပါသည်။နံပါတ်1မိကပြ ီငယ်လင်းဘေးကြီးမှာမင်းသမီးမိကပြားကလည်းအသက်ဘေးကနေကင်းလွတ်ခဲ့ပေမဲ့သူမရဲ့မန်းလေးမှာအင်ကြီးဆိုင်ဖွင့်ထားတဲ့တိုက်အင်ကြီးတစ်လုံးလုံးစစ်စစ်ညက်ညက်ကြီးအောင်ပြိုကျသွားခဲ့တာပဲဖြစ်ပါရည်။ကံကောင်းထောင်မဆွာနေသူမရဲ့မိသားစုဝင်အားလုံးထိခိုက်သက်ဆုံးရှုံးမှုမရှိခဲ့ပေတိုက်ကြီးကတော့လူနေလို့မရတော့အောင်ဖြစ်သွားခဲ့ပြီမလို့အသည့်ပြန်လဲတိဆောက်ရတော့မှာပဲဖြစ်ပါရည်။မင်းသမီးမိကပြားကတော့သူများအဖို့တွေနဲ့ဆိုင်သူမရဲ့အဖို့ကအများကြီးသိငယ်တယ်လို့ပြောဆိုထားပါရည်။ နံပါတ်3ထထမောဦးမင်းသမီးထထမောဦးဟာလေငယ်ရင်ပေးကြီးမှာအသက်ဘီကနေကတိကသက်လေးလောက်ခါလොမြောက်လာသူဖြစ်ပါရီလိုက်စေးလွတ်တော့မယ့်အချိန်မှာငယ်ရင်ထထုတ်တဲ့အတွဲထပြေးချိန်မှာသူမပေါ်မှာဆိုင်းပုတ်ကြီးပြုတ်ကြကလမောင်းရိုးကျိုးသွားခဲ့ရသူဖြစ်ပါရီအသက်ဆုံးရှုံးကြသူတွေထဲဆိုင်သူမရဲ့ဖြစ်ဟာအလွန်သိမ်းမောတယ်လို့ပြောဆိုထားပြီးလက်ရှိမှာသူမရဲ့ဒဏ်ရာတွေကိုထိုင်းနိုင်ငံအထိသွားရောက်ခါကုသမှုခံယူလျက်ရှိနေရပဲဖြစ်ပါရီနံပါတ်4ရတနာဘူး သူချစ်ခင်မင်းသမီးလေးရန်နာဘွားလေးအိမ်ငယ်လေးဘေးမှာသူမရဲ့ချွေးနဲ့စားလေးနဲ့မိဘတွေအတွက်စုဆောင်းဆောက်လုပ်ပေးထားတဲ့အိမ်အသစ်ဆက်ဆက်လေးကိုဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အိမ်တော်ဇလန်းတွင်နေအမြင်လာချိန်မှာမှမိဘတွေကိုတရင်လေးစောက်ပေးနိုင်ခဲ့တာဖြစ်ပြီးလူတော်မှာနေထိုင်ရခြင်းမရှိသေးတဲ့တိုက်တက်လေးဟာအကွဲကြောင်းနေဖြစ်ခါအလုံးပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်။ကံကောင်းစွာနဲ့သူမမိဘတွေရဲ့အသက်အန္တရာယ်ကိုတော့ထိခိုက်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။မင်းသမီးရနာဘုံကဒီလိုသူမရဲ့အိမ်ကိုဆုံးရှုံးလိုက်ရပြီမင်းပြည်သူတွေရဲ့ဒုက္ခတွေနဲ့ရှင်သူမရဲ့ဖြစ်ဟာမပြောပါတော့တဲ့အရာလေးဖြစ်တဲ့တွင်ငလင်ဘေးမှာပါဝင်လူတန်းမှုတွေပြုလုပ်ပေးနေကြတာလေးဖြစ်ပါတယ်။ဒါတွေကပြင်းထန်လာတဲ့ငလင်ဘေးကြီးမှာပြည်သက်တွေနေတို့ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးခဲ့ကြတယ် ဤပညာရှင်တွေပဲဖြစ်ကြပါရည်။ပရိသတ်တို့လည်းခွန်အားပြင်းတဲ့ဒီငလင်ကြီးပီးရနေအမြဲဆုံးယုံထနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။